ဒီဟာကရှေ့မှာကျွန်တော်နှစ်ကားဒါနဲ့ဆို၄ကားမြောက်ပါ၄ကားမြောက်ပါเนาะနှစ်ကားကတော့ရုပ်တံပြင်ပြီးွားပြီတကားကတော့ကျွန်တော်စင်စာတင်ထားတယ်အဲစင်စာပြင်ဆင်ချက်လေးကြီးကျွန်တော်ပြန်လုပ်ပေးရမယ်အဲပြန်လုပ်ပေးပြီးတော့ဒါတော့ခြား channel တွေကနေပြီးတော့ပြန်ထွက်မယ်ပေါ့เนาะအဓိကကတော့မြန်မာအတန်ရုပ်တံအတွက်ကျွန်တော်ရိုက်ကူးပေးရပါဟုတ်ကဲ့ကျွန်တော်ကပုံမှန်ဆိုရင်တော့အစိုးရစိတ်ရှိကောင်းရှိလိမ့်မယ်အဲ့ဒါအဲ့ဒီဒါတာလုပ်ဖို့အတွက်ကကျတော့ကျွန်တော် ရုပ်ရှင်အစည်းအရုံးမှာလည်းသင်တန်းတွေတက်ထားတယ်။နောက်ကျွန်တော် Studio 35မှာလည်းကျွန်တော်သင်တန်းတက်ထားတယ်။အဲ့ဒီအတွက်ကျွန်တော်ကျွန်တော်မှရှိတယ်။နောက်အခုဒီပြီးခဲ့တဲ့2023 2024မှာဆိုလို့ရှိရင်လည်းကျွန်တော် AES မြန်မာမှာကျွန်တော်ကျောင်းတက်ပြီးတော့ကျွန်တော် Director ဘွဲ့ကျွန်တော်ကျူထားတယ်။အဲ့မှာကျွန်တော် Film Making ကျွန်တော်တက်ထားတယ်။အာ Director ဒီငါးတစ်ခုလည်းမဟုတ်ဘူး။ကျွန်တော် Script ပိုင်းရောကျွန်တော် Production Producer ပိုင်းရောကျွန်တော်အများကြီးကျွန်တော် တော့တည်ယူထားတယ်။အဲ့မှာလည်းကျွန်တော်ဖွဲရထားပြီးအဲ့ရပြီးတော့မှကျွန်တော်ဒီထားယူတော့လောက်တာပေါ့။အာဒီကားကကျွန်တော်ရှေ့တကားပြီးတဲ့ကျွန်တော်ဖန်ဖန်ဒီထားတော့ကြာပြီပေါ့နော်။အဲ့ခုအဲ့ကားလေးကိုတော့အဲစေကူးပုံဖော်ဝင်ရပြီပေါ့။ အဲ့ကဲဒီကားလေးကိုကျွန်တော်အခုဆကြိုက်မယ်အဂရိုဝဲပေးဖြစ်တာပေါ့ကြောက်ဆုံးသွားတော့နေရများဆိုရဲကောင်းစင်နေပါဟုတ်ကဲ့အော်မဟုတ်ပါဘူးဒီဟာကရှေ့မှာကျွန်တော်နှစ်ကားဒါနဲ့ဆို၄ကားမြောက်ပါ၄ကားမြောက်ပါတော့နှစ်ကားကတော့ရုပ်တံပြင်ပြီးွားပြီတကားကတော့ကျွန်တော်စင်စာတင်ထားတယ်အဲစင်စာပြင်ဆင်ချက်လေးကိုကျွန်တော်ပြန်လုပ်ပေးရမယ်အဲပြန်လုပ်ပေးပြီးတော့ဒါတော့ချား channel တွေကနေတော့ပြန်ထွက်မယ်ပေါ့နော်အဓိကကတော့မြန်မာအတန်ရုပ်တန်အတွက်ကျွန်တော်ရိုက်ကူးပေးတာပါဟုတ်ကဲ့ဟောအဲ့လိုတော့မရှိပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ကပုံမှန်ဆိုရင်တော့အစိုးရစိတ်ရှိကောင်းရှိလိမ့်မယ်အဲ့ data လုပ်ဖို့အတွက်ကကျတော့ကျွန်တော်ရုပ်ရှင်အစီအုံးမှာလည်းတင်တဲ့နေတက်ထားတယ်နောက်ကျွန်တော် studio 35မှာလည်းကျွန်တော်တင်တဲ့နေတက်ထားတယ်အဲ့အတွေ့အကြုံကကျွန်တော်မှာရှိတယ်နောက်အခုဒီပြီးခဲ့တဲ့2000 23 2024မှာဆိုလို့ရှိရင်ကျွန်တော် AES မြန်မာမှာကျွန်တော်ကြောင်းတက်ပြီးတော့ကျွန်တော် driver ဘွဲ့ ကျွန်တော်ကြွထားတယ်။အဲ့မှာကျွန်တော် film making ကျွန်တော်တက်ထားတယ်။အာ data ဒီငယ်တစ်ခုရယ်နေဖို့ကျွန်တော် script ပိုင်းရောကျွန်တော် production producer ပိုင်းရောကျွန်တော်အများကြီးကျွန်တော်ဟိုကတည်ယူထားတယ်။အဲ့မှာလည်းကျွန်တော်ဘွဲရထားပြီးအဲ့ရပြီးတော့မှကျွန်တော်ဒီထားယူတော့လောက်တာပေါ့။အဓိကတော့အမှန်တမ်းပြောရရင်တော့ကျွန်တော်ငငယ်လေးတွေကကျွန်တော်ပြုတ်ဆောင်တင်တဲ့စတက်ခဲဟိုကကျွန်တော်ဒရိုက်တာကြီးနဲ့ကျွန်တော်တွေ့ခဲ့ကျွန်တော်ရဲ့လက်ဦးဆရာတဲမှာဆိုလို့ရှိရင်ဒရိုက်တာဦးပကြီးဆိုးမိုးတို့ အဲ UG ဖိုထွန်းတို့နောက်ဒါကဆရာကိုစောဆက်တို့အဲ့အများကြီးပါတယ်နောက်ဟိုရဲဝင်တန်းတို့ပြီးတော့ဆုံးသွားပြီပေါ့နော်အနောက်ဇညုံမှာဆိုလို့ရှိရင်ဥညိမင်းအဲ့ဆရာကြီးအများကြီးရှိတယ်သူတို့အကုန်လုံးကနောက်ဆုံးအနှစ်ချုပ်မှာဆိုလို့ရှိရင်အလူပညာသမားတယောက်ကအဲ့ဒီဒိုက်တာကိုပဲပို့ပြီးတော့အားထားတင်နေဆိုတဲ့အရာလေးကိုဟိုဇောင်းပေးပြီးပြောတာမဟုတ်ဘူးမဲ့သူတို့ရဲ့ပြောတဲ့ဒီစကားလုံးတွေကအဲ့လိုပဲတာသွားတာမြင်ရတယ်ဟိုအရင်ခေတ်က ကျုပ်ဆောင်မင်းသားကြီးဆိုလို့ရှိရင်လည်းသူတို့ပုံဖော်ခြင်းနဲ့ကားမျိုးဆိုရင်သူတို့ကိုယ်တိုင်ရိုက်တာလုပ်ပြီးတော့လုပ်ကြတဲ့ဟာလူတွေရှိတယ်ဟိုဥပမာပြောရင်တော့ဦးဝင်းဦးတို့ညိုဝင်းတို့ကလည်းသူတို့ကိုယ်တိုင်ပဲရိုက်ခဲ့တယ်သူတို့ကိုယ်တိုင်ပဲကျုပ်ဆောင်ခဲ့အဲ့ဒီဟာတွေအကုန်လုံးကျွန်တော်စာရေးသင်ခဲ့ရမှာစာရေးမှာအရင်ကျွန်တော်တို့စိုးမှုရယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခက်တုံးကငယ်တဲ့ခါကျတော့အဲ့လိုတိုးရတဲ့ဟိုနေရာပါဖို့ဒီနေရာပါဖို့ဒိုက်တာရင်းနဲ့တာစားရဖြစ်အောင်နေရတယ်အများကြီးပေါ့နော်အဲ့ဒီကြားမှာကျွန်တော်ပထမဦးဆုံး အဲလက်တွဲခဲ့ဒါက်တာဦးဦးမျိုးမင်းသူတို့ရှိရအဲ့လိုအများကြီးပဲကျွန်တော်အများကြီးပဲလေ့လာခဲ့ရသိယူခဲ့ရဟိုဆိုတော့ဟိုကျွန်တော်တို့ကဟိုစာတွေ့တွေကဟိုဘယ်လိုခေါ်မလဲသင်ကြားမှုတွေနောက်အဲဆရာတွေရဲ့ရိုက်ကူးရေးတွေမှာလိုက်ပြီးတော့မြင်တွေ့ခွင့်ရတဲ့ဟာတွေပေါ့ကျွန်တော်တို့မှာတော်တော်များတယ်အဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကြာတော့ဒီလိုစနစ်တကျနဲ့ဒီအမှုပညာရက်ကိုအဲ့လိုသင်ရိုးတွေပိုင်းနဲ့သင်တာမျိုးလည်းမရှိဘူးเนาะ နောက်ပိုင်းတော့ရင်းချင်းမှုတက္ကသိုလ်မှာအာစာတို့ရပါတော့တင်လာလို့ရှိတယ်ဒါပေမဲ့အရင်ကြီးလည်းတခြားနိုင်ငံတကာတွေလိုပြည်စုံမယ်လို့လည်းမထင်ဘူးအဲ့တော့အများကြီးလိုအပ်ချက်တွေရောရှိသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကခုနပြောလို့ပေါ့နော်ကျွန်တော်စိတ်ထဲမှာဒရိုက်တာဖြစ်ဖို့ပဲစိတ်ဆင်ကူးရှိတယ်ဒါပေမဲ့လက်တွေ့မှာကိုကငယ်နေသေးတဲ့အခါအဲဘလူတိအောင်လုပ်ဖို့လုပ်ရမယ့်အခါကိုရောက်နေတဲ့အနေအထားနဲ့အာကိုနဲ့စာချုပ်ချုပ်ထားတဲ့ဗီဒီယိုထုတ်လို့ရင်းနေတဲ့အလိုလိုရတာခုနတိူးဆောင်ဘက်တွေပဲကျွန်တော်လုပ်တာအခုနည်းနည်း ဂျားထဲမှာအသက်ရွယ်တခုရလာအချိန်ကားတခုရတယ်ဆိုကျွန်တော်မှာဟိုဖန်တီးခြင်းနဲ့စကားကြီးလည်းအများကြီးရှိတယ်။နောက်ကျွန်တော်တက္ကသိုလ်နောက်ဆုံးနှစ်ခါကျွန်တော်တို့ရေးထားတဲ့ story ဇလန်းတွေရတယ်အများကြီးရှိတယ်ဗော။အဲ့တုန်းကတော့ဟိုဖုန်းတွေပိုင်းအောင်တိတ်မပေါ်သေးဘူးကျွန်တော်စာအုပ်နဲ့ဗလာစာအုပ်နဲ့ပဲချချရေးခဲ့ရတဲ့ဟာတွေဗော။အဲ့ဒါလေးတွေကကျွန်တော်တို့ကုန်ကျန်းလေးတွေဗောနော်။အဲ့ဒီဟာလေးတွေကိုဒီဇိုင်းရစားတဲ့အခုဒီလိုချိန်မှာ အာကျွန်တော်ဖြည်း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 ချင်းအကောင့်ထဲပေါ်ဖို့ဆိုစိတ်ကူးလေးရလိုက်ခါကျတော့ဒါလေးလုတ်ချင်တာပေါ့။ဟာမြန်အများကြီးกว่าပါတယ်။အသေးဆောင်ကြတော့ကိုယ့်ရဲ့ character နဲ့ character ဟိုလက်ညွန်တာတစ်ခုပဲအကောင့်ထဲပေါ်ရတယ်။ character ကြတော့ဒီစကားထဲမှာပါတဲ့တုတ်ဆောင်တိုင်းရဲ့ဟော action တွေလိုအပ်ချက်တွေကိုလက်ညွန်ပေးရတယ်။နောက်ဒီ scene တစ်ခုနဲ့တစ်ခုမှာအချိန်ဆက်တွေရှိရယ်ဇလန်းရဲ့ချိုးကိုရတန်ဖိုးရရှိရယ် ။နောက်အဲ့ဒီဟာတွေကိုကုစိတ်ကြိုက်တစ်ခုတည်းနဲ့ဖန်တီးလို့မရဘူး။ခေတ်ကာလမှာပြည့်သက်တရားဘယ်နေရာကိုသဘောချလိုက်မလဲ။အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ခေတ်စကားပြောဆိုပွဲရှာတာပေါ့နော်။အာဘယ်နေရာလေးကပြည့်သက်ကိုအာကနေခင်းနဲ့ပြောင်းဝင်ဖန်လိုက်မလဲ။ဒါမှမဟုတ်ရှင်အခုဆိုအများကြီးပဲ technique တွေရှိရတာကိုရင်တော့လို technique တွေကလဝချင်းရိုက်ရတဲ့ technique အခုဆိုရှင်အာယုံရအောင်ကျွန်တော် deck side နဲ့ပေါ်ပြမလား positive နဲ့ပဲပေါ်ပြမလားအများကြီးပေါ့နော်အဲ့ဟာတွေအကုန်လုံးက writer တယောက်ရဲ့အုံနောက်ရှိရလာတာဆိုတော့ညားပါတယ်သူ့အတွေ့အကြုံတွေ့ရင်တွေ့သလောက်ကျေပြန်ရင်ကျေပြန်သလောက်တာသွားတာဆိုတော့တိ ਊ ဆောင်တဲ့ writer နဲ့ကတော့အများကြီးกว่าပါတိ ਊ ဆောင်ကတော့သူတူတယောက်တည်းအတွက်အဲပြိသက်တွေအယုံဆိုင်ရဖို့သူတူတယောက်တည်းအတွက်တော်ချောင်းကိုသူအခြေသေးပြဖို့ ਨੇ ဒီဟာကိုပဲသူကစောင်းပေးပြီးလောက်ရတော့ writer ကြတော့ယာကြီးတစ်ခုလုံးဖန်ပြီးပြီးတော့မှ အဲသူဖန်တီးတဲ့အရာကြီးတစ်ခုလုံးပိတ်သက်တွေလက်ခံအောင်ဟိုမဲဆွယ်ပြရတာဆိုတဲ့သဘောရောက်တာဆိုတော့နည်းနည်းတော့ကွာပါတာဝန်နဲ့ကြီးပါအဲအဲ့ဒါတော့ဟိုကျွန်တော်တို့အလိုအတွေ့အကြုံနေတဲ့လူအသက်ငယ်တဲ့သူတွေတမှာတော့နည်းနည်းလေးတော့အဲခက်ခဲဖြစ်တဲ့ပုံစံလေးပါဒါပေမဲ့တချို့ပြုတ်ဆောင်နေရဒါရီကိုနားလဲတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲသူတို့ကသူတို့အလုပ်ပဲသူတို့တာဝန်ယူပြီးလုပ်တဲ့ခါကျရင်ဒါရီက ောင်းတောင်းနဲ့နားလည်မှုရှိရပါတော့ professional ဆန်တဲ့ခါကျတော့သူ့လို့သူ့လို့ကိုလို့ကိုလို့ကိုလိုချင်တဲ့ဟာလေးတွေကိုသူ့ကိုပြပြလိုက်သူ့ကလိုက်လို့လဲအချို့နုပညာသမားတွေကြောင့်ကိုကအရန်ကိုအတွေ့အကြုံနုတဲ့ခါကျတော့သူကထောက်ပြရည်ရှိတယ်အလိုထောက်ပြတာတွေမှာကောင်းတာဆိုရင်ကိုကအလက်ခံမယ်ကောင်းသွားမှာလို့တော့မရဘူးအဲ့ခါကျရင်တော့အလုပ်ကတွင်မှလည်းမဟုတ်ဘူးအဲမိတ်လည်းပြတ်သွားနိုင်တယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်အဲကိုထက်ဝိုင်းတပိုင်းအတွေ့အကြုံရှိရတဲ့လူတွေနဲ့အလုပ်လုပ်တဲ့ခါကျတော့အများကြီးအခက်အခဲလည်းရှိတယ်ဒီ 60 90လူကြီးနေစကားပြောလိုက်လို့ရှိရင်အဲ့လူကြီးရပြောနေကြတာကြီးငါတို့ခေတုံးကဘလို့ငါတို့ခေတုံးကဘယ်ပစ္စည်းကဘလောက်နဲ့ရတာငါတို့ခေတုံးကဘလိုမျိုးပျော်ရွှင်မှုတွေရှိတာပြောကြအမင်းတို့ခေတ်မှာဘလို့အဲ့သဘောတရားလို့ပေါ့နော်2090ရောက်သွားအချိန်မှာဒီဘက်ခေတ်မှာဘလို့ဒီဘက်ခေတ်မှာဘာတွေကောင်းတယ်ဘာတွေမကောင်းအဲ့အဲ့ဟာကိုပြပြောခြင်းနဲ့ presentation ကိုကျွန်တော်ဒီမှာပြတာ။ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကခေတ်နောက်ပြန်သွားတယ်။ဟိုခေတ်ကိုပြန်ပဲလုံခဲ့တော့ဘယ်နှစ်က အဲ့လိုမျိုးလေးပြန်သွားတယ် presentation မှာပဲအတူတူပါပဲကျွန်တော်ကတော့ခစ်ရှိကိုအရင်ကြိုပြလိုက်ပြီးမှဒီဘက်ခစ်ကိုပြန်လာပြမှာအဲ့ပုံစံလေးနဲ့ပဲသွားမှာပေါ့နော်ဒါပေမဲ့ခုနပြောလို့ပေါ့ခစ်ကာလာကမတူဘူးဆိုတဲ့ခါကျတော့အဲ့ချိန်အဲ့ကာလာမှာဘာဖြစ်မလဲကျွန်တော်လည်းမသိဘူးကျွန်တော်လည်းအသက်ရှင်နေမှာရှင်တော့ပေါ့နော်အိုက်ကြီးကြီးမျိုးဝေဖန်နေတဲ့လူလည်းအဲ့ချိန်လေးစောင့်ကြည့်ပေါ့ဒါတော့ကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ဖန်ပြီးပါပေါ့နော်ဒါကျွန်တော်နဲ့အတူဖန်ပြီးပေမဲ့အဲကျွန်တော်နဲ့အတူကြောင်းတက်တော့လူတွေအကြံပေးထားတဲ့အနည်းပညာတွေပါမယ်။နောက်ကျွန်တော်နဲ့လက်တွဲနေတဲ့ ကျွန်တော်ဖြစ်ချင်တဲ့ဟာလေးတွေကိုနည်းနည်းလေးပပနည်းနည်းပပပေါ့နော်ဖန်တီးပေးနိုင်မဲ့ CGI သမားတွေပါတယ်သူတို့ရဲ့နိပညာ effect တွေသူတို့ရဲ့ရေချင်းတွေလည်းဒီကမှာတွေ့ရမှာပေါ့ဟုတ်အဲဇက်လန်ရဲ့အမျိုးစားကလည်းတူချင်မှတူမယ်အဲဒီဟာကကြတော့ဟိုပရိသတ်တွေစိုက်နေတဲ့အပိုင်းတွေရှိတယ်ဒါကတော့အများကြီးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီအမှုပညာဖန်တီးရဲ့လူတွေရဲ့ပုံမှန်မှုတရားပေါ့ အဲတော့ချိုးကြတော့ပိတ်သက်အကြိုက်ကိုဖန်တီးကြတယ်ပိတ်သက်အကြိုက်ကိုဖန်တီးတော့ခါကြတော့ပိတ်သက်တွေကြိုက်ကြတယ်ချိုးကြတော့လည်းစွတ်အရန်ကောင်းပါတယ်ကိုဖန်တီးတဲ့အရာကိုပဲပိတ်သက်ကိုကြိုက်စေချင်တယ်ကြိုက်ချင်လည်းကြိုက်မကြိုက်ချင်လည်းမြေပေါ့နော်အမျိုးစုံပေါ့ဘာဖြစ်လို့ဆိုတော့ဟိုကျွန်တော်ဥပမာပြောရရင်ချိုးပိတ်သက်တွေကအပိတယ်ဆိုရင်လည်းလောင်နာကြိုက်ချင်ပါလေကြိုက်အချိုးပိတ်သက်တွေကအဲဒါတော့ဟိုပျော်ရအောင်လည်းကြိုက်ချင်ကြိုက်တယ်အချိုးကြိုက်ချိုးပိတ်သက်တွေကြောက်လည်းရုပ်ရှင်ကြည့်ချင်ပါလေကြည့်ပါအမျိုးစုံပဲပေါ့နော်အမျိုးစုံကြတော့ကျွန်တော်ကြတော့ ဒီဇက်ကားကကြတော့ဒီရုပ်တံခါးလူတွေကသူတို့ကဖန်တီးဖို့ကျွန်တော်ခွင့်ပြုရခွင့်ပြုတဲ့အပေါ်မှာကျွန်တော်ကဒီဟာလေးကိုပုံဖော်လို့ရတာအဲကျွန်တော်စိတ်တိုင်းကြဇလန်းဆိုရင်တော့အဲတခြားဇလန်းအယူဆမျိုးတခုဖြစ်ကောင်းဖြစ်နေမှာပေါ့နော်အဒီတဲမှာကတော့ခုနပြောလို့လောင်တဲ့အခန်းလေးတွေပါလာဆိုတော့အဲပိုင်းနဲ့ပါပါပါတော့ပါကောင်းလဲပါပါပါဟုတ်ကဲ့အွန်ကျိုးဆောင်အနေနဲ့ဆိုရင်တော့ခုနပြောလို့ပေါ့ ကျွန်တော်သဘောကျတဲ့စက်ရုပ်မျိုးအဲမဖြစ်မနေကျွန်တော်နဲ့လိုက်မယ်ဆိုပြီးတော့ထင်ထားတဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်လုတ်ဖြစ်မှာပေါ့နော်ဟိုချားဟာမျိုးလောက်ဆိုရင်တော့ကျွန်တော်တိတ်ပြီးတော့လုတ်ချင်မှလည်းတော့ပြောကျွန်တော်တိတ်ပြီးလည်းမလုတ်ချင်ဘူးကျွန်တော်အဓိကအဲကိုစစ်ကူးထဲမှာရှိရဲကားတွေပဲဖန်တီးချင်တာဆိုတော့အဲအဲ့ဟိုပဲပို့ပြီးတော့လောလောဆယ်အချိန်တွေမှာအာရုံရောက်နေတာဆိုတော့ဟိုကိုနဲ့အရန်လိုက်ဖက်မှုရှိရဲကိုင်တာမျိုးလောက်မှသာလေကျွန်တော်ရိုက်ဖြစ်မယ်အဲတရားတော့ ူကူညီတောင်းရတော့၎င်းကြောက်ကြောက်လာပြီးကမ်းလှမ်းရတော့၎င်းကြီးလိုက်မှကျွန်တော်နဲ့ကြိုက်မယ်လိုက်မယ်ဆိုမှပဲကျွန်တော်ဖြစ်မှာကျွန်တဲ့ချင်းဆိုတော့ကျွန်တော်သိလူဖြစ်မှာမဟုတ်ဘူးဟုတ်အဲဒါကတော့ကျွန်တော်ရဲ့အိမ်မက်ထရာတစ်ခုပေါ့နော်အဲပြောမယ်ဆိုရင်တော့ရုပ်ရှင်ဆိုင်မှာရုပ်ရှင်မင်းသားဖြစ်တာကိုဈိုက်ပါပါအဲဈိုက်ပါပါအဲရုပ်ရှင်ကားလည်းဈိုက်ပါအဲ့တည်းမှလည်းကျွန်တော်အဲ ်လင်းသားတယောက်အနေနဲ့လည်းတယောက်ဆောင်းဥပါပါအဲအဲ့ဒါကတော့ကျွန်တော်ပုံဖော်မဲ့စကူးလေးကတစ်ခုပေါ့နော်အဲလုံးပါပါဒီနှစ်မကုန်ခင်တော့ဖို့ရှင်းနေကြရင်တော့အကောင့်တွေပေါ်ပြပါဟုတ်ကဲ့အဲအဲ့လိုမျိုးပေါ့နော်ကိုရှေ့ကဟိုလိုဝိုင်းရင်တပိုင်းရင်စီညာကြီးတွေသူတို့ရဲ့အဲဖြတ်တန်းခဲ့တဲ့ဟာတွေမှာကျွန်တော်တို့အားကြရတဲ့အတူတူပါရှိရတချို့ကျွန်တော်တို့ line မမီတဲ့အရာတွေရှိရဲကျွန်တော်တို့မလုံနိုင်တဲ့အရာတွေရှိရဲအဲ့ဒီဟာဒီနဲ့ထက်တူမဟုတ်ရင်တော့မှကိုအနေထားနဲ့ကိုဒီလိုမျိုးလေးတွေလုတ်ခဲ့တဲ့ ကိုရဲ့ history မှာဒါမျိုးလေးတွေဖန်တီးခဲ့ရဆိုတဲ့လူမျိုးလေးတော့ကျွန်တော်ထပ်ဖန်နေဦးမှာပါပေါ့။ဟုတ်ကဲ့။အာခုဒီကာလာဒီအချိန်လေးအထိအကျွန်တော်ရဲ့လို့အတိအမှတ်ပြုပြီးအားပေးရပိတ်သက်လေးကိုတော့ကျေးဇူးတင်ပါတယ်။အဲ့တော့အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝါသနာပါနေသေးစေကူးရှိနေသေးရုပ်ဆောင်ပစပစဖြစ်ဖြစ်ဇိုင်တာပစပစဖြစ်ကျွန်တော်ဖန်တီးနေဦးမှာပါ။အဲ့ခါကျွန်တော်ဖန်တီးတဲ့ထွက်လာတဲ့အမှုပညာလေးတွေကိုဝေဖန်ပေးပါပြီးမှအားပေးပါလို့